ါရှင်။ရွှေသိန်း Audio Book Channel မှာကြိုဆိုပါရစေ။ဒီ channel မှာက1982ခုက စတင်ထုတ်ဝေခဲ့တဲ့ပိကူလာမဂဇင်းမှာဖော်ပြခဲ့တဲ့ယသဝိထုတွေကို ဖတ်ကြားတင်ဆက်မှာဖြစ်ပါရစေရှင်။ဒီအစီအစဉ်ကိုအပတ်စဉ်အင်္ဂါနေ့နဲ့တောက်ကြနေတိုင်းမှာနားဆင်နိုင်မှာဖြစ်ပါရစေရှင်။ကျမတို့ရဲ့ရွှေသိန်း Audio Book Channel ကို Like and Subscribe ပေးဖို့လည်းတောင်းဆိုပါရစေရှင်။အခုဖတ်ပြမယ့်ဝိထုကအမှတ်တရခွန်စတင်ပါလား။ 1990ပေပူလာမဂဇင်းမှာဖော်ပြခဲ့ပြီးဆီယမ်မာဂျီခင်ဆွေဦးရေးသားထားတဲ့စိတ်စကားများဆိုတဲ့ဝတ္ထုကိုဖတ်ကြားတင်ဆက်မှာဖြစ်ပါရရှင်။နားဆင်ခံစားပြကြပါအောင်ရှင်။စိတ်စကားများကျွန်တော်ဒီ၃ချောင်းပြောင်းသောရှင် ုံးလင်မြောင်းသောမိမဟုနှမငယ်အရင်ခောက်ခောက်ကိုအပက်ဆက်ဆက်ပြောဆိုပြီးအိမ်မှနှင်ချပူပါသည်ဒီစကားသည်ရိုးလာပြီဖြစ်တော်လဲကျွန်တော်မကြမကြာသုံးနေကြလက်သုံးစကားမတည်ငိမ်သောစိတ်ထားနဲ့အကျဉ်းစရိုက်ကိုရှုံချခဲ့တာဖြစ်သည်အခုတော့ကျွန်တော်ဘဝမှာအပြောင်းလဲမြန်ဆန်လုံးလှသည်ကျွန်တော်ဒရိုက်ဘာလုံးနဲ့အိမ်တွေရုံးတွေပြောင်းခဲ့တာနေမှမနေတာပဲ။ လက်ချိုးရွတ်လို့ပင်မရကျင်တော့တော်တော်များပါသည်ခမားတို့ကဲ့ရဲ့ခြင်းလဲကဲ့ရဲ့ကြပါတော့ဒါပေမဲ့ကျွန်တော်ကိုအရင်ရှင်းပြခွင့်သာပေးပါအောင်ပထမအဦးဆုံးမောင်းခဲ့တာဌာနတစ်ခုမှာယုံကာ E2000 ီတုန်းကကျွန်တော်အသက်24နှစ်မြတာရှိအောင်မြည်ဒူပေနာပေခံနိုင်၍အတက်ကြွားအဖြက်လက်ဆုံးရွယ်အရာရှိကမျက်နှာထားတင်းတော့လဲသဘောတော့ကောင်းမွန်ရပါသည်သူ့အိမ်၌မောင်းရသောအလုတ်ပူများတော့အချိန်ကာလမရွေးရှိနေတတ်တာတစ်ခုပါပဲကြည့်တော့ပါမလွယ်ဘူးကျွန်တော်ထဲအသက်များစွာကြည့်တော့ကျွန်တော်အရင်မောင်းခဲ့သောဝိုင်းရင်ဒရိုက်ဘာကြီးများကလက်တူပြောခဲ့တော့လဲကျွန်တော်နှစ်ကြကြီးကြိုက်ပါသည် စီကံလက်ကြီးကစကားနေသောအလုပ်ရှင်မျိုးကိုသူများထက်ထူးကဲစွာကျွန်တော်ကြိုက်တတ်ပါသည်ကျွန်တော်ကိုနှိမ်ပြီးမဆက်ဆံရင်ပြီးတာပဲလူတယောက်ကိုလူလို့သဘောထားရင်တခြားဘာမှစဉ်းစားဖို့မလိုပါသူခိုင်းစေတဲ့အသေးဖွဲကအစမညူမညင်းပေါ်ပါစွာတောင်းဆိတ်ဆိတ်လှုပ်ပေးတတ်သောကျွန်တော်ကိုသူကလည်းနှစ်ချိုက်ပုံရပါသည်လက်ဖက်ရည်တောက်ချင်တိုင်းသူတစ်ခွက်ဆိုရင်ကျွန်တော်တစ်ခွက်မုတ်ပါအစ်စ်ကျွေးသေးသည်ကိုင်းဘာလို့သေးလဲ သူ့အိမ်မှာဇနီးနှစ်ကလေးတွေကိစ္စများတာနဲ့ပတ်သက်ပြီးကျွန်တော်သိခံလို့လည်းရသည်ဟုကျွန်တော်ထင်ပါသည်။သူတို့တွင်ကိုပိုင်း Toyota Corolla ကားလေးတစ်စီးလည်းရှိသေးသည်။သူနှင့်သူ့ဤဇနီးအခန့်ဘွဲတွေလူမင်္ဂလာဆောင်တွေတွားနေကြကသူဒီလေသူ့ယောက်ျားလိုမျက်နှာကြောတင်းကကျွန်တော်နဲ့ဘာမှမဆိုင်ပါဒါသူ့ကိစ္စဖြစ်ပါသည်ကျွန်တော်ကိစ္စကသူတို့ကျွန်တော်ကိုရုံရောနံရော ်ညာရှိမမြင်စဲရင်ပဲတော်ပါပဲကျွန်တော်သဘောအရကားမောင်းပေးရတာပဲလူကိုထမ်းဖို့ရတာမှမဟုတ်ပဲဘာဖြစ်သေးလဲမင်းကိုခိုင်းတာလုံနာဘောရုံးမတငယ်ချင်းကမခံချင်းမခံသာပြောလိုက်သည်ဘာဖြစ်လဲကွာသူတို့ကိုကကိစ္စများတာကိုဟာအပိုစုမှမရပဲနဲ့ငါအပိုစုလိုချင်လို့လောက်တာမှမဟုတ်ပဲမင်းကိုအချိန်ပိုင်းခိုင်းတာလက်ဖက်ရိုးလေးပါလေနည်းနည်းမှမပေးဘူးလား ။မရလဲငါကျေနပ်ပါတယ်။သူတို့ပေးလဲငါမယူပါဘူး။ငါ့ကိုအလုတ်သွင်းထားတဲ့ငါဆရာအိမ်ပဲ။တငယ်ချင်းကတိတ်ဆန်အမိတက်ကတခွန်ဆဲရင်ရင်ကျွန်တော်အပားမထွက်ခွာသွားလေသည်။ချုံနေနောက်တည့်ရက်တွင်ကျွန်တော်သည်ဘကိုးမျိုးမှနာမည်ကြီး အကြာမြင်စရာတိုးစီကျွန်တော်ဇနီးနှင့်မြမများကိုပို့ပြီးပြန်လာခြင်းပြုတ်အန်ပြီးဝင်းတွေ၃လေးကမျှသွားပါသည်အထက်လန်အောင်ရောဖြစ်နေပြီထင်ပါသည်ရေငတ်လွန်းသဖြင့်လမ်းမတောက်ရီဦးစဉ်တွင်ရေဝင်တောက်ရာပိုးလောင်လမ်းများရေခွက်တွင်တွေ့ရ၍တုံပြစ်လိုက်ရသည် ကျွန်တော်ဘာဖြစ်နေဒီကိုသူတို့ကတတိထားမိလားမထားမိလားမသိရတော့လေကျွန်တော်ကတော့ဘာမှပြောရမနေတော့ပါ ပြောလို့လည်းအကျိုးထူးမြင်မထင်ပါ ညအိတ်ညက်နေခီးမဟုတ်သည့်အတွက်ဆေးများလဲဆောင်ယူလာပုံမရပါအသက်အရွယ်တွေကလည်း30နဲ့40ဝန်းကျင်လူလက်ပိုင်းမျိုးသမီးများကိုဘာသာ900ဆိုင်မှတာလန်ဆက်ဆေးပြားများဝယ်၍တောက်လိုက်သည်တစားရည်တစ်ထုပ်လဲဝယ်ခဲ့သည်ရေကားတော့ငတ်သည်မှာအတော်ပင်အနေရခက်သည်အာကောင်မှာ6လှသည်ဆရာကတော့သူ့အိမ်စင်ဝင်အဝင်ဝင်ချင်းသူ့ကိုမခေါ်စဘူးခေါ်လိုက်သည်ကျွန်တော်အတန်မှာ ရင်ရင်မျှသာထွက်နေသဖြင့်သူကြားပုံမရပါဆရာကတော့မမကျွန်တော်လဲဝေဒနာနဲ့မဟုတ်နှခွန်းစင်ကကြိုးကြိုးနုံနုံခေါ်လိုက်တယ်သူ့ကိုမမဟုခေါ်ရန်အရင်ဒရိုက်ဘာဦးလေးကြီးကတင်ပေးခဲ့တော့လဲမခေါ်ရသဖြင့်မခေါ်ပဲနေနေရမှာဒီနေ့မှစ၍မမခေါ်ခြင်းဖြစ်သည်သူဤဟပပြပြတော့လဲတင်းမာတော့မျက်နှာနဲ့ကျွန်တော်ပဲရုတ်တရက်လှည့်ကြည့်ပြီး ်ဦးကြောင်ကြောင်နဲ့ဟင်းဟုတခွန်းထူလိုက်သည်ကျွန်တော်ကျွန်တော်ဝင်းနေသွားနေလို့ရင်ငတ်တာအင်းကြားဖြတ်တခွန်းသာပြောပါသည်အဲ့ဒါကျွန်တော်ရေတောက်ချင်လို့ကျွန်တော်သူတို့အိမ်မှာရေတစ်ခွက်တောင်းရမယ်အပေမြဝင်နေကြောင်းကို့ဘာသာကိုသိပါသည်ကျွန်တော်ဒီကိုကိစ္စကိုဘသူစီကမှအသေးဖွဲကစအကူအညီမယူခဲ့ဘူးပါရေတစ်ခွက်ကပတ်စံမကုန်တော့လဲ အ ਨੇ ဆုံးခက်လာရတော့အလုတ်ကပူအုံးမီမဟုတ်ပါလားသူ့အိမ်မှာကောင်းမလေးတယောက်ယောက်ယူလာပေးသည်ထားအောင်ဝိရှော်လဲစားကောင်းမလေးသည်လက်မှဆက်ပြားစေးလာရမည် CO တန်လန့်နဲ့ကောင်းမလေးကလည်းသူ့ဤ CO ကိုမိဖို့မှချခြင်းချခဲ့ရမည်ကို့ဘာသာကိုခတ်တော့ရန်ရေအိုးစင်လဲအင်းရှိမှထားသည့်အိမ်မျိုးလည်းမဟုတ်ရေခဲတက်တာမှရေပလင်းတည်ပြီးလင်းခလေးတွေရေအတောက်များသည့်အခါဘယ်သူလဲ ရေကိုမထည့်ပဲပလင်းကြီးပဲထည့်ထားတာစိမကံမဲ့ဟုဆရာကတော့အော်တန်ကိုကြားနေရတတ်တယ်။ကျွန်တော်ဘုသူအညဉ့်ကြီးမှမခံကျင်တာအမှန်နဲ့။အော်ကျွန်တော်ရေတောက်ချင်လို့စကားစက်နောက်မှဆရာကတော်ဤအော်ဟုသောအာမေလိုက်တန်ထွက်လာသည်။ရေတစ်ခွက်ကျွန်တော်ကရေကိုသာအငမ်းမရစက်တရေမဲ့စွာတောင်းရသောဖြစ်ကိုကိုဘာသာကို စိတ်တူမိလေသည်။တောက်လေဟိုမှာ သူကအင်ရှိမြက်ခင်းမြင့်ဤဘေးမှရေပုံပိုင်းကောင်းကိုမင်းငေါ်ပြလိုက်သည်ကျွန်တော်ဆိုတော့ငတုံးကတော့သဘောမပေါက်လာပဲခမညာရေတောက်ချင်ဟိုမှာတောက်လေဘုံပိုင်မှရေကိုတောက်ခိုင်းနေပါလားဝမ်းသွားနေသဖြင့်ရေစင်းမြင့်မတောက်တင်လားရေမစစ်တော့ပူပိုင်းရေကိုညှုံပြတင်ပါသလားသူ့အိမ်မှာရေခဲတက်တာတဲ့ထဲထားတော့ရေသည်ရေကိုချက်ပြီးအေးအေးခံထားတော့ရေမှန်းကျွန်တော်သိခဲ့တာကြားပြီပဲကျွန်တော်နောင်နာတစ်ချက်ရမိသည် ေတောင်မိတာကိုရေမတောက်ရလို့ခုတ်ချက်ချင်းသေးရမလို့ပဲအေးလေရေသက်တမနဲ့တော့ဆိုးထားတာပဲတန်ပါမှာဖေဟာကျွန်တော်ရေမတောက်တော့ရဲ့အตาရလက်ထွက်ခဲ့တယ်နောက်တနေ့မနေ့ချက်ချင်းပင်ကျွန်တော်အမေနေမကောင်းရင်တောပြန်အလုပ်လုပ်မည်အကြောင်းပြချက်နဲ့အလုပ်ထွက်စားတင်သည်ဘသူမှလည်းဝမ်းနေကြမည်မထင်ပါကျွန်တော်ကလည်းဝမ်းမနေပါနာလဲနာကြည့်ရမနေပါအဘဲကြောင့်ဆိုတော့ ကျွန်တော်အဖို့ကာမောင်းအလုံများစွာကအစဉ်သင့်ဖြစ်၍နေတော့ကြောင့်မင်းတည်ခုကျွန်တော်နေတော့အိမ်ကတော့သဘောကောင်းလာသည်ကိုပိုင်ကားကိုမောင်းပေးရတော့ private ကားမောင်းသူယောက်ျားကကုန်တယ်မိန်းမကအိမ်ရှင်မခလေးသုံးယောက်အမေယောက်ျားကရှာသူကတော့အိမ်နောက်ကြီးလဲအဆင်ပြေကုန်ရသည်ယောက်ျားထက်သူက ဆယ်နှစ်ခန့်ငယ်ကယောက်ျားပေါ်၌နှွေစိုးစိုးတက်တာတခုပါပဲမိန်းမကချော့လိုက်သည်မှဲ့လို့ကျွန်တော်အလုပ်ဝင်သောအိမ်မှသခင်မများကချော့တတ်သဖြင့်မင်းကံကောင်းတာပဲဟုအပေါင်းအသင်းရောင်းရင်းများကထောမနာပြုကြသည်ဟာမလုပ်ပါနဲ့ဗျာတူတနာတော့ဘာလဲကွာတူတနာတော့တယောက်ကဝင်၍ကြောင်သည်ကာမီသူမိစ္ဆာစာရကန်ကျူးလုံမိမှာတော့ကြောက်တယ်ဗျာသူ့မယားကိုပြမကျူးလုံမိရင် ဘဝအဆက်ဆက်လူစစ်စစ်ကတရိတ်ဆန်ဖြစ်အသိခံရအောင်ပါဘဝအဆက်ဆက်အချောက်ကြီးဖြစ်ဩအဲ့ဒါကမေတူးတယ်လားကျွန်တော်ကိုဝိုင်းနောက်လွှတ်ကြပါသည်နောက်ဆုံးဒီအိမ်မှကားမောင်းသောအလုံးမှထွက်လာရသောအခါတွင်ဒရိုက်ဘာဦးလေးကြီးကရှင်ဖွင့်ရဲပါသည်ကျွန်တော်အဲ့ဒီအိမ်ကလကအပြင်အပိုဆူလဲရတယ်ဗျလစ်တန်လက်ဖက်ရည်လဲတောက်ရတယ် secret ဆိုမာဘိုရိုတို့၅သုံးလုံးပဲ ရေဆိုရင်ရေခဲတက်တာတွေကရေအပြဲတိုက်တယ်။ဒါပေမဲ့အဲ့ဒီအမကိုကျွန်တော်ကြောက်တယ်။သူ့မျက်လုံးတွေကိုကျွန်တော်မကြည့်ရဘူး။တမျိုးပဲ။သူ့သွားတဲ့နေရာတွေကိုသူ့တယောက်တည်းခဏခဏပို့ပေးရကြတဲ့ကကျွန်တော်တထိတ်ထိတ်ဖြစ်နေခဲ့တာခမ ya ။ကျွန်တော်ကလည်းစတားလုံးနဲ့တူတယ်တဲ့။ရာချောလို့တဲ့။ခဏခဏပြောပြန်ရော။ဟို့အဝေးကြီးမှာရှိနေတဲ့မျိုးပြင်က တိုက်ရင်တခုခေါ်သွားတော့ကျွန်တော်နေမကောင်းဘူးဆိုပြောပြီးပြန်ခဲ့ရတယ်။အဲ့ဒီမှာ ဗီဒီယိုကားတွေပြမလို့တဲ့ကျွန်တော်ရုပ်ရှင်ကြိုက်တာကိုသူသိနေတာကိုကျွန်တော်အခုလိုအလုပ်အမြန်ဆုံးထွက်ခဲ့တာကောင်းသည်ဟုဦးလေးကထောက်ခံပြောဆိုသည့်အတွက်ကျွန်တော်စိတ်ချမ်းသာရသည်ဦးလေးကပဲကျွန်တော်ကိုတနာသောအဖြစ်တက္ကသိုလ်ပါမောက္ခတအူးအိမ်တွင်အလုပ်သွင်းပေးခဲ့သည် ပါမောက်ခဆရာကြီးအိမ်တွင်ကျွန်တော်အကြဆုံးကောင်းမွန်သောအလုပ်လုပ်ခဲ့သည်ဆရာကြီးကတော့အန်တီကလည်းကျွန်တော်အားသူ့ဤသားရင်းပမာချစ်ခင်သည် သူ့သားတွေသမီးတွေကလည်းကျွန်တော်ကိုမောင်နှမအရင်ချလို့သဘောထားကြသည်ကျွန်တော်စကားပြောရင်ခက်လုံးလုံးပြောတတ်သောကြောင့်ကိုလုံးမောင်လုံးဖိုးလုံးဟုမကြခဏနောက်ကြရမှချစ်စနိုးနဲ့ဆရာကြီးကတော့ကလုံးလုံးဟုစတင်ခေါ်သည် အားလုံးကပဲကျွန်တော်ကို လုံးလုံးဟုခေါ်ကြသည်သူတို့ဖြင့်ရွှေမျိုးနှိစက်လဲတော်သောဒရိုက်ဘာဦးလေးကြီးလာလဲတော့အခိုင်တန်နဲ့ကြုံသောအခါတွင်ဆရာကြီးဤသားသမီးတွေကိုဟေ့သူ့ကိုမင်းတို့စတားလုံးလို့တော့မခေါ်ကြပါနဲ့ကွာဟုနောက်ပြောင်းသဖြင့်ကျွန်တော်မှမျက်လုံးမျိုးမျက်စံပြူဟာဘသူမှမမြင်အောင်ဦးလေးကြီးကိုတတောင်နဲ့တွက်လိုက်ရသေးသည်အိမ်မက်ဆိုးတွေမေ့ပြစ်လိုက်စမ်းပါဗျာဟုဦးလေးကြီးကိုမှန်ပြစ်ခြင်းသည်ကလေးတွေကတော့အစ်စ်စမ်းဖြစ်ကအမေ လုံးလုံးကစတားလုံးထက်ပိုလှတာဗျ။တရန်ဖျူစ်နဲ့တူတာ။အဟုတ်တူတာ။ဝိုင်းရီအော်ပြောကထိုမင်းသားကိုကျွန်တော်မသိတော့လဲ။သူတို့ထမင်းစားကန်းတွင်ချိန်ထားသောကျွေးချက်ကိုပိုစတာတပ်ပုံကြီးကိုလက်ဆွဲခေါ်ကပြကြသည်။ကျွန်တော်သွေးနှစ်ထင်ရောက်ရမည်လားမဝေခွဲတတ်ပါ။ကျွန်တော်ကံကောင်းပြီဟုခမည်းတော်ထင်ပါသလား။ပေါမောက်ခါကြီးပင်စင်ယူသောအခါတွင်ကျွန်တော်အလုံးလက်မဲ့ဖြစ်ရပြန်သည်။ကျွန်တော်မှာ အလွမ်းတွေပွေပိုက်ပြီးအလုရှာထွက်ရသည်ဆရာကြီးအိမ်မှ Nest Coffee အန်တီကိုရိုင်းဖောက်သောတန်ပေါင်းရွှေတောင်ခေါဆွဲပသိမ်မုံဟင်းကနန်းကြီးမုတ်တီမိရှိရှမ်းတူဟုတုတ်တွေကိုအောင်မေတ္တိရတာထဲသူတို့ဤကျင်နာတတ်သောအတွေ့အတာမျက်နှာများကိုပို၍လွမ်းမိသည်နောက်ထပ်ရုံးတွေအိမ်တွေတစ်ခုပြီးတစ်ခုအလုပြောင်းခဲ့ရတော့လေထိုပေါင်းပေါင်းခအိမ်လောက် ောင်းသောအိမ်ထက်၍မကြုံတွေ့ရတော့အလေအလက်တင့်ယုံကောင်းသောအထက်ဆရာများအလုံးရှင်များလည်းမတွေ့ရတော့အိမ်တရင်ကမူကျွန်တော်နှာစေတိုင်းကျွန်တော်မကြာခဏနှာချေတတ်သည်ကိုပူတိုင်းလက်ဖက်ရည်ဝတ်တိုက်တတ်တော်လဲကျွန်တော်တို့စီမလာခထုတ်တော့လက်ဖက်ရည်ဘူးကိုလာခထဲမှဖြတ်ချလိုက်သည်ကျွန်တော်အတော်ဤသွားပါသည်အဲ့လိုမှန်သိရင် ငါသူတို့တိုက်တဲ့လက်ဖက်ရည်မတောက်ပါဘူးရဲစရာတွေးရသည်ဒီလာတော့ကကျွန်တော်အမေကောက်ဆိုင်ရာမှအညောင်စုတပြင်းဆေးရုံတက်ရရာငွေရီပို့နေရတော့အချိန်ဖြစ်သည်ကျွန်တော်အတွင်နောက်ဆုံးအိမ်ပါပဲဆယ်ချောင်းမကပြောင်းတော့ရှင်ပမာလေးဖြစ်ခဲ့ပြီအမျိုးသမီးသာဆိုရင်တော့အမိုက်ပုံးလေးရောက်ရမတတ်ပင်ကျွန်တော်အမေအိမ်ပြန်၍တော့မှလေပဲပြန်လို့ရမလားလိုင်းကားပဲမောင်းရမလား တက္ကစီကားပဲဆွဲရမလားမဆုံးဖြတ်နိုင်အောင်ဖြစ်နေပါသည် အလုတ်တွေခဏခဏပြောင်းရ၍ကျွန်တော်ကိုအပြစ်ဆိုကြသည်လားမေးချင်ပါသည်အားဆင်ပေးတာကျေးဇူးတင်ပါတယ်ရှင်။အခုဖတ်ပြခဲ့တာကတော့အမှတ်တရခုံစက်တင်ဘာလ1990ဖေဖော်ဝါရီလမဂ္ဂဇင်းမှာဖော်ပြခဲ့ပြီး ဆံမာကြီးခင်ဆွေဦးရေးသားခဲ့တယ်။စိတ်စကားများဆိုတဲ့ဝတ္ထုကိုဖတ်ကြားခဲ့တာဖြစ်ပါရဲ့ရှင်။ကျမတို့ရဲ့ရွှေသေး Audible Channel ကို Like and Subscribe ပေးဖို့လည်းတောင်းဆိုပါရစေရှင်။ကျမစိတ်နေပါ။